အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ပြောပြမှာကတော့ပြီးခဲ့တဲ့ရပိုင်းကရပိုင်းကဆိုတာတနင်္လာနေ့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတပူတင်နဲ့နှစ်နာရီကျော်ကြာဖုန်းခေါ်ဆိုပြောဆိုရတဲ့ဆိုတဲ့သတင်းထွက်ပေါ်လာတာသိရှိပြီးဖြစ်မှာပါနှစ်နာရီကျော်ရဖုန်းပြောရတယ်ဆိုတာတော်တော်ခက်ခဲပြောဆိုရတဲ့သဘောမျိုးရှိပါတယ်အခြေချပြောဆိုရမယ်လို့လည်းထင်ပါတယ် လွယ်လွယ်ကူကူဒါသဘောတူကြမယ်ဆိုရင်ညောင်းနဲ့ဖုံးခေါ်ကြတာအဆင်ပြေမယ်ဆိုရင်အဲ့လောက်ကြမယ်လို့တော့ကျွန်တော်မထင်ပါဘူးတော်တော်လေးလက်ခက်ခဲပြောဆိုခဲ့ကြရပါတယ်အဲ့လိုပြောဆိုလိုက်ကြတဲ့အတွက်ကြောင့်လဲရုရှားသမ္မတပူတင်ကသူထပ်ပြီးတော့ယူကရိန်းနဲ့ဆွေးနွေးမှုတွေထပ်မံပြုလုပ်မယ်လို့သူကထုတ်ပေါ်ပြောကြခဲ့ပါတယ်အဲ့ဒီအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ယူကရိန်းရုရှားစစ်ပွဲတမျိုးပြောင်းတော့မယ်ဆိုတဲ့အကြောင်းသူကလည်းထုတ်ပြောပါတယ်။အဲ့ဒီဇူနီဘောလီမတိုင်ခင်မှာပဲရုရှားနိုင်ငံကယူကရိန်းနိုင်ငံကို drone တွေနဲ့ဂျပိုင်းလေးအလိုမှာပဲထပ်ပြီးဘုံတွေကျဲချခဲ့ပါသေးတယ်။အဲ့တော့အခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တွေ့ဆုံဆွေးနွေးခဲ့တဲ့ဖုန်းနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ကိစ္စဟာထမြောက်အောင်မြင်မယ်လို့ကျွန်တော်ကတော့တုံ့တက်ပြပါတယ်။အဲ့ဒီမတိုင်ခင်တော့ကလည်းယူကရိန်း တမရဇာလန်စကီနဲ့လည်းသူအကြိမ်ကြီးတွေ့ဆုံပြီးဖုံးပြခဲ့တယ်လို့လည်းသိရပါတယ်။တခြားဥရောပနိုင်ငံကခေါင်းဆောင်တွေလည်းဆက်သွယ်ဖုံးပြခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီဆွေးနွေးပွဲကတော့မကြတော့မရပိုင်းတို့မှာပြုလုပ်မယ်လို့တော့သိရပါတယ်။ရ30ကျော်ကျော်ရက်တန်ကြီးကိစ္စကတော့ပူတင်ကဘာမှပြောကြတာတော့မသိရဘူးလို့ပြောကြခြင်းမရှိဘူးလို့သိရပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုဘယ်နေရာမှာလုပ်မလဲဆိုတာကိုမသိကြအတိအသီးပြင်မဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကအစ်စ်တက်လာတဲ့ပုံရဟန်းမင်းကြီးလီယိုဟာသူတို့ရဲ့ဗာတီကန်နန်းတော်မှာဒီယူကရိန်းနဲ့ရုရှားဆွေးနွေးပွဲပြုလုပ်ဖို့သူကဖိတ်ခေါ်ထားပါတယ်။အဲ့နေရာလည်းအလုံးမဲ့တင့်တော်တယ်လို့ခေါင်းဆောင်တွေကတုံ့တက်ထားကြပါတယ်။အရင်တော့ကရက်ပိုင်းကပြုလုပ်ခဲ့တဲ့တူရကီနဲ့တူရကီနိုင်ငံမှာကျင်းပခဲ့တဲ့ရုရှားသမ္မတပူတင်က သူပဲဒီအစည်းအဝေးဘက်ကိုတွေ့ဆုံဆွေးနွေးမှုပြုလုပ်မယ်ယူကရိန်းနဲ့ဆွေးနွေးမယ်လို့သူကထုတ်ဖော်ပြောကြားခဲ့ပြီးဖြင့်တကယ်တမ်းဆွေးနွေးပွဲလုပ်တဲ့အခါမှာသူကသူကိုယ်တိုင်မတက်ဖဲခေါင်းဆောင်ခဲ့ပါတယ်။ဒါကြောင့်မလို့လဲဇာလက်စကီးကလည်းသူကိုယ်တိုင်တွားရောက်ပြီးတော့စောင့်နေတယ်ပူတင်မင်းတက်မယ်ဆိုရင်ငါလည်းတက်မယ်မင်းနဲ့ထိတ်တဲတွေ့ချင်တယ်လို့စိန်ခေါ်ပြောကြားပြီးဖြင့်ပူတင်ကခေါင်းဆောင်ခဲ့ပါတယ်။အဲ့လိုခေါင်းဆောင်ခဲ့တဲ့အတွက်အဲ့ဆွေးနွေးပွဲဟာလည်းထားမြောက်အောင်မြင်မှုမရှိပဲစစ်သုံးပန်းလဲလဲရေးတော့အဆင်ပြေခဲ့ပါတယ်။ပြီးတော့လဲ ားလုံးသိတဲ့အတိုင်းပဲရုရှားကသူတို့ကစစ်နိုင်ထားတဲ့လူလူဖြစ်နေတော့ယူကရိန်းရဲ့ဒေသလေးခုကိုတိတ်တိတ်ထားတယ်ပြီးတော့လဲခရိုင်းမီးယားဒေသကိုလည်းရင်းကတိတ်ထားတာဖြစ်ပါတယ်အဲ့တော့အခုဆွေးနွေးပွဲရတော့တယောက်နဲ့တယောက်တကယ်လူတွေကြီးတွေတွေ့တဲ့ဆွေးနွေးပွဲလိုပဲပြောရမလို့ဖြစ်ပါတယ်ဘာလို့ဒီလိုပြောရမလဲဆိုရင်ရုရှားသမ္မတပူတင်ဟာလဲကျွန်တော်အရင်တော့ပူတင်အကြောင်းလေးပြောပြပူပါတယ်သူကလည်းခေတဲ့လူမဟုတ်ပါဘူး အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းစီးပွားရေးရောနိုင်ငံရေးရောမှာတကယ်ဖျက်ကြတဲ့ပုံကူကြီးပါကဘာကိုပတ်ပြီးတော့သူ့မှွေလိုက်တာဟာကုံသွဲစစ်ပွဲဆိုပြီးပွေလိုက်တာဟာဒီကဘာလုံးခေါင်းဆောင်တွေအကုန်လဲပတ်ထွက်တော့ဖြစ်ခဲ့ပါတရုတ်နိုင်ငံကခေါင်းဆောင်ဖြစ်တဲ့ရှီဂျင်းပင်လည်းတော်တော်လေးကိုခေါင်းဆောင်တော့ခဲ့ပါတယ်အဲ့ဒီလိုလူလဲကြီးဖြစ်တဲ့ဒေါ်နယ်ထရန့်တော့ရုရှားသမ္မတပူတင်နဲ့တွေ့တဲ့အခါမှာသူလဲသူပြန်ပြီးတော့ခြေလက်ဘက်လဲတော့ပါတယ် ဒီရုရှားသမ္မတပူတင်ဆိုတာကလည်းအရင်တော့ရုရှားထောက်လိုက်ရေးတပ်ဖြစ်တဲ့ KGB မှာ KGB ဆိုတာကရုရှားနိုင်ငံရဲ့တကယ့်နာမည်ကြီးထောက်လိုက်ရေးတပ်ကြီးမှာသူကအသက်16နှစ်အရွယ်လောက်တည်းကစတာဝန်ထမ်းဆောင်ခဲ့ပါသူကအရင်ကမိဘတွေကချို့တဲ့တဲ့မိသားစုတွေတာမန်မိသားစုတွေကဝေးဖွားလာတဲ့သူဖြစ်ပါတယ်အဲ့ဒီ KGB မှာသူတာဝန်ထမ်းဆောင်ပြီးထောက်လိုက်ရေးတပ်မှာတာဝန်ထမ်းဆောင်ပြီးတော့1990လောက်မှာအဲ့ဒီတုန်းကဂျာမနီနိုင်ငံမပေါက်ဆက်ခင်တုန်းက အရှေ့ဂျာမနီနိုင်ငံမှာသူ့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။သူတာဝန်တာထမ်းဆောင်နေခြင်းတွေမှာပဲအရှေ့ဂျာမနီနိုင်ငံကပြည်သူတွေကသူ့ရဲ့ KGB ရုံးကိုဆန္ဒပြကြတယ်။ဆန္ဒပြကြတော့အဲ့လူအုပ်ကြီးတွေကိုသူကိုယ်တိုင်ဆင်းပြီးတော့ပြဿနာကိုဝင်ဖြေရှင်းခဲ့တယ်။တတိယကတော့တော်တော်ကောင်းပါတယ်။ပြီးတော့ဒီဂျာမနီနိုင်ငံနှစ်နိုင်ငံပေါင်းဆက်သွားတဲ့အချိန်မှာသူ့ကိုလီနီဂရက်မြို့ကိုပြန်လည်ခေါ်ယူခဲ့ပါတယ်။လီနီဂရက်မြို့ဆိုတာကအခုနာမည်ပြောင်းထားတဲ့စိတ်ပီတာစပတ်မြို့ပါပဲ။ အဲ့ဒီမြို့ကိုပြန်ခေါ်ယူခဲ့ပြီးသူတာဝန်ထမ်းဆောင်ခဲ့ပါတယ်မြို့တော်ဝန်ရဲ့အောက်မှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်းသိရပါတယ်ပြီးတော့သူဟာလီဒင်ဂရက်မြို့မှာပဲ LLB ဆိုတဲ့ဥပဒေပေါ်ကိုသူရခဲ့တာလည်းဖြစ်ပါတယ်တကယ်ဟိုကစားနိုင်တဲ့လူလေတယောက်လည်းဖြစ်ပါတယ်ပြီးတော့အဲ့ဒီအချိန်တော့တမရဖြစ်နေတဲ့ရုရှားတမရဖြစ်နေတဲ့ဘော်ရီယက်စင်းကသူ့ကျမကြီးအခြေအနေရောနိုင်ငံရေးအတွက်မှာရှုပ်ထွေးမှုတွေကြောင့်သူမလုပ်တော့ဘဲနဲ့ဒီတမရ ဖြစ်တဲ့ပူတင်ကိုသမရအဖြစ်ရွေးကောက်ခံဖို့အတွက်သူကပဲယာရပီးခဲ့ပါတယ်။အဲ့လိုယာရပီးခဲ့တဲ့အချိန်မှာပဲသူ့အသက်က48နှစ်ပဲရှိပါသေးတယ်။အဲ့ဒီအချိန်တုန်းကလည်းသူ့ကို9ချိန်လောက်သူ့ကိုတက်ဖြတ်ဖို့လှုပ်ကြံဖို့ကြံရွေခဲ့ပါတယ်။အဲ့ဒီကနေပဲအဲ့ဒီကလည်းလှုပ်ကြံပြီးမဲ့လည်းမအောင်မြင်ပဲသူလွတ်မြောက်ခဲ့ရပါတယ်။သူကဆိုရင်ပူတင်ကဆိုရင်အရင်တော့အာဏာရှင်ဖြစ်ခဲ့ဘူးတဲ့ရုရှားခေါင်းဆောင်ဖြစ်တဲ့စတာလင်ပြီးရင်သူကတက်တန်းအကြဆုံး ခေါင်းဆောင်တယောက်ဖြစ်တယ်လို့လည်းသိရပါတယ်။သူအုပ်ချုပ်တဲ့အချိန်မှာရုရှားနိုင်ငံရဲ့ GDP ဟာ900ခန့်နှုန်းထိတော့တိုးတက်သွားတယ်လို့သိရှိရပါတယ်။တော်တော်လေးလည်းစွမ်းဆောင်ရှိပါတယ်။ပြီးတော့လေသူဟာဒီနှစ်ချိန်မြောက်တမရအဖြစ်ထပ်မံရွေးခန့်နိုင်ဖို့အတွက်တာဝန်ထမ်းဆောင်နိုင်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံကိုပြင်လိုက်ပါတယ်။ပြင်လိုက်တဲ့အတွက်ကြောင့်လေအခုအချိန်မှာသူဟာတမရအဖြစ်နဲ့2000နဲ့36ခုနှစ်အထိ သူတာဝန်ထမ်းဆောင်နိုင်တဲ့ဥပဒေကိုပြင်လိုက်တဲ့အတွက်အဲ့ဒီအထိတာဝန်ထမ်းဆောင်နိုင်မယ်လို့သိရှိရပါတယ်။ပြီးတော့2022ခုနှစ်တုန်းကလည်းတည်တဲ့အတိုင်းပဲဖေဖော်ဝါရီလောက်မှာယူကရိန်းကိုသူကစတင်ပြီးတော့ထိုးစစ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုအဖွဲ့ဝင်ကိုဒီယူကရိန်းသမ္မတအဲယူကရိန်းသမ္မတဇာလန်စကီးကဒီလိုအဖွဲ့ဝင်တွေဝင်မဲဆိုတဲ့အတွက်ကြောင့်သူသဘောမတူတဲ့အတွက်ကြောင့်ဝင်ရောက် ထိုးစစ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ယူကရိန်းသမ္မတဆိုတာကလည်းသူကလည်းပညာတတ်တယောက်ဖြစ်တဲ့အပြင်ဟာရီကညံကျွယ်ဝသူလူမှုပေါင်းသင်းဆက်ဆက်ရေးစတဲ့တယောက်ပဲဖြစ်ပါတယ်။သူကလူရှင်တော်တယောက်ဖြစ်ပြီးတော့ဟာတာတေယုံဆောင်တယောက်ဖြစ်ပြီးမြဲလေပြည်သူတွေရဲ့ထောက်ခံမှုကယခုထိထိရရှိနေသေးပဲဖြစ်ပါတယ်။အရင်တော့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အချီချပြောတဲ့အချိန်တုန်းကအင်ဗီဒိုမှာပြောကြတုန်းကသူကလည်းတစက်မှမလျှော်ပဲပြန်ပြောနိုင်ခဲ့ပါတ သူ့ရဲ့လှုပ်ဆောင်မှုတွေကိုယူကရိန်းခေါင်းဆောင်တွေကလည်းယူကရိန်းပြည်သူတွေကလည်းအပိထောက်ခံကြပါတယ်အခုအခါမှာတော့ရဲရဲဝုန်းဝုန်းနဲ့နိုင်ငံတကာကိုပြောရတဲ့လူတယောက်လည်းဖြစ်ပါတယ်သူဟာဒီအခုလာတော့မဲ့ဆွေးနွေးပွဲမှာရုရှားနဲ့ထိတ်တဲတွေ့ဆုံမဲ့ဆွေးနွေးပွဲမှာ तू ကအစင်သင်ပဲလို့ तू ကထပ်မှပြောဆုံးလိုက်ပါသေးတယ်ရုရှားနိုင်ငံကလည်းအခု ရပိုင်းမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဘယ်လိုစည်းရုံးလိုက်လဲတော့မသိဘူးအဲ့လိုဆွေးနွေးမှုတွေပြုလုပ်လိုက်တဲ့အတွက်အခုတော့ဒီဆွေးနွေးပွဲကိုဗာတီကန်နန်းတော်မှာကျင်းပလိမ့်မယ်လို့ခံမှပြောဆိုနေကြတာလည်းရှိပါတယ်ဆွေးနွေးပွဲဖြစ်ရင်တော့ယူကရိန်းရုရှားစစ်ပွဲကတော့အီချာချာဖြစ်မယ်လို့တော့မျှော်လင့်ပါတယ်နောက်တစ်ခုကကျွန်တော်ပြောချင်တာကအစ္စရေးနဲ့ပါလက်စတိုင်းကိစ္စပါ ကုလသမဂ္ဂကဘာပြောလဲဆိုတော့အခုအခါမှာအစ္စရေးနိုင်ငံကဂါဇာကမ်းမြောင်ဒေသကိုဝေရခွင့်တွေပိတ်ထားတဲ့အတွက်လူသားချင်းကူညီမှုအထောက်အပံ့တွေပေးလို့မရဘူးဖြစ်နေပါတယ်ဂါဇာကမ်းမြောင်ဒေသကိုအစ္စရေးကောင်းဆောင်ဒီရန်တော်ဟုကထိုးစစ်ဆင်တော့မယ်လို့သူပြောဆိုခဲ့တဲ့အတိုင်းတကယ်လည်းအခုရက်ပိုင်းမှာထိုးစစ်တွေကတော်တော်ပြင်းထန်နေပါတယ်ထိုးစစ်ဆင်ခဲ့တဲ့အတွက်ကြောင့်လည်းပြည်သူတွေဂါဇာကမ်းမြောင်ကဒေသမှာနေထိုင်ကြတဲ့ပြည်သူ နှစ်တန်းကျော်လောက်ဟာအကောတော်ကောတော်လေးကိုဒုက္ခရောက်နေကြတယ်လို့သိရှိရပါတယ်တနည်းကိုအနေနဲ့ကတော့အစ္စရေးနိုင်ငံကဂါဇာကမ်းမြောင်ဒေသကိုလူသားချင်းစာနာမှုအထောက်အပံ့တွေပြဖို့အတွက်ခွင့်ပြုလိုက်တယ်လို့သိရပါတယ်ကုလသမဂ္ဂကတော့ဒီလိုထိအောင်မှုကူညီတဲ့အကူအညီမျိုးတွေအရင်ကမရခဲ့ပါဘူးအခုလိုဖွင့်ပြီးလိုက်တာကိုကျေးဇူးတင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်အဲ့ဒီဂါဇာကမ်းမြောင်ဒေသမှာလည်းပြည်သူတွေအများပြားဟာ မတ်မုတ်ခေါမောင်ရင်ဒုက္ခရေးပြဿနာအစားအသောက်ပြဿနာတွေတော်တော်လေးခက်ခဲကြုံပြီးငတ်ပြီးကြုံနေကြရပါတယ်နိုင်ငံတကာကလည်းအစ္စရေးနိုင်ငံကိုထိုးစစ်မဆင်ဖို့အကြိမ်ကြိမ်ပြောကြပြီးမြင်သူတို့ကလည်းထိုးစစ်ဆင်ခဲ့ပါတယ်အဲ့လိုထိုးစစ်ဆင်ခဲ့တဲ့အတွက်ဗြိတိန်နိုင်ငံတို့ပြစ်သစ်နိုင်ငံတို့တခြားဥရောပနိုင်ငံတွေနဲ့ကနေဒါနိုင်ငံတွေကသူတို့စီးပွားရေးပိတ်ဆို့မှုတွေထပ်မံပြည့်ပြည့်ထန်ထန်လှုပ်ဆောင်နေပါတယ်ပြည်တွင်နိုင်ငံကဆိုရင်သူနဲ့အရင်ကကုန်သွယ်ရေး ိုးနှိမ့်မှုတွေပြုလုပ်မယ်လို့ပြောထားပြီးတော့အခုအခါမှာအစ္စရေးနိုင်ငံကိုဆွေးနွေးမှုမလုပ်တော့ဘူးလို့သူတို့ကပဲပြိပင်ပြောဆိုခဲ့ပါတယ်။အင်ကန်နီကတော့ရရှိတဲ့အတည်ပြုချက်အရဆိုရင်ကုလသမဂ္ဂကလူသားချင်းစာနာမှုအထောက်အပံ့နည်းနဲ့ထရကာ63သင်းဂါဇာကမ်းမြောင်ဒေသတွေကိုအထောက်အပံ့ပေးခဲ့တယ်လို့သိရှိရပါတယ်။အမှန်တကယ်လိုအပ်နေတာကတော့ထရကာအစီး600လောက်ပို့ဆောင်မှသာ ထိရောက်မှုရှိမယ်လို့သိရှိရပါတယ်အခုအချိန်မှဆိုရင်အဟာရချုပ်တက်နေတဲ့ဂါဇာကမ်းမြောင်ဒေသမှာအဟာရချုပ်တက်နေတဲ့ခလိငယ်တွေဟာ14000လောက်ရှိတယ်လို့လည်းသိရှိရပါတယ်အဲ့ဒီသတင်းကိုလည်း UN ကိုချာကထုတ်ပြန်ထားပါတယ်ဂါဇာကမ်းမြောင်ဒေသကိုစစ်ပတ်အတွင်းမှာထုစစ်စင်စစ်ပတ်အတွင်းမှာပဲခလေးသူငယ်59ဦးအဟာရချုပ်တက်လို့တိစုံသွားခဲ့ရတယ်လို့လည်းထုတ်ပြန်ထားပါသေးတယ် ပြီးတော့2023ခုနှစ်လောက်တုန်းကအော်တိုဘာ9ရက်နေ့တုန်းကဟာမတ်စ်တွေကအစ္စရေးနိုင်ငံကိုတည်တဲ့အတိုင်းပဲရုပ်ရက်ထိုးစစ်ဝင်ပြီးတော့အကြမ်းဖက်ခဲ့တဲ့အတွက်လူပေါင်း100,200တိုက်ဆုံးခဲ့ရပြီးတော့252ဦးတရားခံအဖြစ်ဖမ်းဆီးခြင်းခံခဲ့ရတာကိုမကြည်နဲ့တဲ့အတွက်သူတို့ကထိုးစစ်ပြန်စီခဲ့တာပဲဖြစ်ပါတယ် ။ဇာကန်ဒီလူပြည့်ရေးကိုအချိန်ကြီးနိုင်ငံတကာလည်းညှိနှိုင်းဆွေးနွေးကြတယ်တောင်းဆိုကြပြီပဲလေ။အဆင်မပြေတဲ့အတွက်အခုခါမှာ history တမရဖြစ်တဲ့ history ဝန်ကြီးချုပ်ဖြစ်တဲ့ဒီဒန်ရာဟုကထိုးစစ်စစ်တိုက်ခိုက်တော့မယ်လို့ကြေညာပြီးအခုအချိန်မှာထိုးစစ်စစ်ပါတယ်။စစ်ပွဲဆိုတာဖြက်လေးပြက်လုပ်တဲ့နေရာမှာတဲတဲကြီးမဲ့အစားအသောက်ရိတ်ခါတွေကိုလည်းတစ်ဖက်လူကြံသူဘက်မရောက်အောင်ပိတ်ပင်မှုတွေရှိပါတယ်။အဲ့ဒါကြောင့်မလို့ ရိတ်ခါဖြတ်တောက်မှုတွေပြုလုပ်တဲ့အတွက်အဲ့ဒီဂါဇာကမ်းမြောင်မှာဒေသမှာနေထိုင်တဲ့ခလိငယ်တွေစားရည်တောက်ရည်အစာရည်သာရည်ပြည့်တနာတွေအကုန်လုံးကြုံတွေ့နေရပါတယ်တနည်းလာနေရတော့ပြည်တွေနိုင်ငံပြည်သစ်နိုင်ငံနဲ့ကနေဒါနိုင်ငံကလူသားချင်းစာနာမှုအထောက်အပံ့တွေပြတ်ဖို့ပြေးဖို့နဲ့ထိုးစစ်တွေရပ်တန့်ပြေးဖို့အတွက်ဆိုပြီးအစ်စတရီးနိုင်ငံကိုတောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်ဒီစစ်ပွဲရတဲ့ ပြီးတော့မှလည်းမဟုတ်သေးပါဘူးအစ္စရေးနိုင်ငံကလည်းသူတို့ကဂါဇာကမ်းမြောင်ဒေသကိုအပိသိမ့်မယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကကြေညာထားတာလည်းရှိပါတယ်ဒါကြောင့်မလို့စစ်ပွဲဖြစ်တဲ့အပိုင်းကတော့စစ်ပွဲပေါ့ထောက်ပံ့မှုအပိုင်းမှာပေါ့ပြည်သူတွေမပါပြည်သူတွေအတွက်လိုအပ်တဲ့အထောက်အပံ့တွေကတော့လူသားချင်းစာနာမှုအထောက်အပံ့ရိတ်ခါတွေစားတောက်တွေရည်တွေကတော့ပြီးတင်တယ်လို့ကျွန်တော်သုံးသပ်ပြီးပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြည့်ရင်လဲစခရလေးနဲ့လူဒီခေါလုံးလေး နှိပ်ပေးကြပါဦးခင်ဗျာအားလုံးကျမ်းပါပြီရတူမျိုးငါးပါးအန်လျက်ကကြိဝေးကြပါသည်ခင်ဗျာ